င်မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ကျွန်တော်ဒီခေါက်မှာဘာကိုဆက်ပြောမလဲဆိုရင် function တွေအကြောင်းကိုပဲဆက်ပြောမယ်ဟုတ်တယ်ကျွန်တော်ဒီခေါက်မှာကြည့်လိုက် function definition ပထမဆုံး function definition လောက်တဲ့ function ကိုပြန်ပြီးတော့ခေါ်သုံးတယ် create လောက်တဲ့ပြန်ခေါ်သုံးတယ်ဟုတ်တယ် define လောက်တဲ့ access လောက်တယ်အတူတူပဲဘယ်လိုပြောပြောဟုတ်လားနောက်တစ်ခု function တွေကိုကျွန်တော်ဘာတွေထည့်ရလဲ parameter ထည့်ပုံထည့်နည်းတွေပြောတယ် argument ထည့်ပုံထည့်နည်းတွေပြောမယ် default value တွေထည့်မယ်ပြီးကျွန်တော်တို့ number နဲ့ထည့်တဲ့ဟာတွေပြောမယ်ဟုတ်လားနောက်တစ်ခုကျွန်တော်တို့ function မှာ return ပြန်တဲ့ function ဆိုတာလည်းရှိတဲ့အတွက် return keywords ကိုသုံးပြီးတော့ဘလို့ return ပြန်မလဲဘလို့သုံးချမလဲမိတ်ဆက်ပေးခဲ့တကယ်ဆိုအခုနားထောင်နေတဲ့နောက်တော့ရေညီမတွေအကိုတွေမတွေကဘာတွေလုပ်ရမလဲဆိုကျွန်တော်တို့ပိုင်းသုံးကုတ်ရေးထားတာလေးတွေ live ဖတ်ကြည့်လို့ရဒီချင်းနေဆိုဘလို့ဖတ်ရမှာလဲ df နဲ့စားတယ် df ဆိုတာတိသွားပြီ df ဆိုတာ df နောက်ကဟာဒီ function နဲ့သူကြတဲ့အဲဆိုတော့ live ဖတ်ရင်းနဲ့ဘာလို့အတီတီတရားတွေရအောင်မလဲဆို အော် function name နေဒီလိုပေးတာပါလားဒီလိုဆောင်ရမ်းလဲဆိုဒီလိုပေးရအမှန်တော့ database data ကိုဆွဲပြီးတော့ကျွန်တော်တို့ဟိုမှာဒါဆိုရင်ဒီအခုပြနေတဲ့ power point ကိုကြည့်လိုက်ဗျာ power point ကိုကြည့်လိုက် data 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 လေးတွေတွေ့လား list လေးတွေကျွန်တော်လုပ်လိုက်တဲ့ slide လေးတခုကိုသူကဒီမှာလာပြီးတော့ပြဒီ list view ထဲမှာပြတကယ်ကျနောက်ဝင်မှာဒီ slide ဘယ်မှာတင်ထားတာလဲဒီ slide ထဲကစာတွေဘယ်မှာ database တွေထဲမှာတင်ထားတာလဲ ိုက်သိမ်းထားတဲ့ဟာတွေကိုစွဲပြီးတော့ပြအဲလိုပုံစံနဲ့အဲလိုနေရာမှာဆိုဒီ method ကတော့ load data data ဆိုတဲ့အနေနဲ့သူကနာမည်နဲ့လူနဲ့ live account load data အဲလိုပေးမှာနာမည်နဲ့ function နဲ့ live account အဲဒီလိုပဲเนาะအဲဒါလေးကျွန်တော်တို့ live လေးလာတော့ရပြီ okay ဒါမှမဟုတ်ကျွန်တော်ကတော့သင်္ချာရှိရလေကျွန်တော်ဆက်တင်အောင်မယ်အဲ့ဒါဘာလဲဆိုရင် story function ကျွန်တော်ရှိမှပြောခဲ့တယ် statement တွေစုထားတာနေပါဦးခေါ်တယ် statement တွေစုတာကို function လို့ခေါ်တယ် function တွေစုတာကိုဘာလို့ခေါ်လဲဆိုတော့ module လို့ခေါ်တယ်ဟုတ်လား တော့ပြောခဲ့ပြီ statement နဲ့စုပြီးတော့ကျွန်တော်တို့ပြန်သုံးတဲ့နည်းပြခဲ့တယ် statement စုတယ်ဆိုတာ function တိဆောက်တာ function တိဆောက်ပြီး function ကိုပြန်ခေါ်သုံးတယ် reuse array ကြိုက်တဲ့လောက်ပြန်ခေါ်သူ့နာမည်ပဲခေါ်ကြိုက်တယ်လို့ဒါတွေပဲ dll တွေပဲထပ်လုပ်နေမယ်ဟုတ်ပြီ function နဲ့စုပြီးရင်လည်း module ဖြစ်တာအဲ့ module တွေကိုကျွန်တော်တို့ပြန်ခေါ်သုံးမယ်အဲ့ဒီနည်းကိုကျွန်တော်တို့သွားမယ်ကြည့်မယ်ကြည့်မယ် module ဆိုတာဘာပြောရလဲ module ဆိုခုနကပဲဒါလုံးရင်းအိဗယ်လေး beginner အနေနဲ့နားလိုက်မယ်ဆို programming အနေနဲ့ဆို module ဆိုတာ function လေးတွေစုထားတာမသက်လေးတွေစုထားတာ modules or class class ကတော့နည်းနည်းသဘောတရားတော့အတူတူပဲသဘောတရားအတူတူပဲဒါပေမဲ့ class ဆိုတာ object oriented level ပဲနည်းနည်းဘယ်လိုပြောမလဲအသုံးလုံးဖြစ်သွားတာ okay အဲ့တော့သဘောတရားအတူတူပဲ okay ကြည့်မယ်ကျွန်တော်တို့ module ဘယ်လိုလုပ်မလဲ module ဆိုတာကျွန်တော်ပြောရ function တွေစုတာဆိုတော့ကျွန်တော်ရှင်းမှာ def ဆိုတဲ့ exercise file ရဲ့ကျွန်တော် parent ဆိုတဲ့ exercise file ရဲ့ return ဆိုတဲ့ exercise file ရဲ့သုံးဖိုင်ကျွန်တော် function တွေကိုသင်ခဲ့အဲ့သင်ခဲ့တဲ့နေရာ function တွေကိုကျွန်တော် like စုစုမှာဖြစ်တဲ့ .py file နဲ့ပဲစုအောင်ပြန်တော့ကျွန်တော် file တစ်ခုလုပ်တယ်အဲ့ဒါဘာလဲဆိုတော့ ကျွန်တော် module ဆိုပေကျွန်တော် file လေးတစ်ခုစောက်ထားတယ်အာအခု file စောက်တာတော့ကျွန်တော်မပြတော့ file စောက်တာမပြတော့မဟုတ်ပါဘူးဒီမှာ file new ဆိုပြီးလုတ်လိုက်တာပါပဲအဲ့လိုလေးတူအောင်လုတ်လိုက်နော်ကျွန်တော်အချိန်လေးချုံတော့အောင်လို့ကျွန်တော် file လေးတီးစောက်ထားမယ်ဒါဒီ detail ကိုကျွန်တော် module လေးဆိုကဲ def တရားကျွန်တော်စဆုမယ်စုလေတော့ကိုကို copy ရေးရမှာပြင်လို့ကျွန်တော် copy ကူးပြတာနော် copy ကတကယ်ဆိုတော့သဘောတရား module တွေတက်တက်ရေးတိုင်းမှာတစ်ခုရှိတယ်ကိုက module နေနဲ့လုပ်လို့ဆိုဒါပြန်ခေါ်တဲ့ method လုံးလုံးမတော့ပါဒါဆိုတော့ mind bar ဆိုပြီးတော့ method ကို function မှာလုပ်လိုက်တယ် create လုပ်လိုက်တယ် ်လောက်ပြီးတော့ဒီမှာကြည့် mind bar ဆိုပြီးတော့ကျွန်တော်မလုပ်တော့အဲ print global bar တွေလည်း monitor တော့ကျွန်တော်လေ့ကျင့်ခန်းနေနဲ့ပြင်ထားတယ်ဗျာမလိုတဲ့ function တွေ statement တွေတော့ဖြုတ်အောင်နော်အဲဒီ bar ကိုကျွန်တော် copy ကူးမယ် copy paste ဟုတ်လားဒီမှာကြည့် print global bar ဆိုတဲ့ variable ဒီမှာကျွန်တော်တို့မှာ global variable variable မရှိဘူးလीဟုတ်လား global variable ဆိုတော့ variable name မှာမရှိ啊မရှိတော့သူ့ကိုဖြတ်အဲ local bar ကတော့ရှိတယ် inner bar inner bar ထားလိုက်တော့ဘာမှမဖြစ်ဒါစီတော့ df member ဆိုတဲ့ function တခုကျွန်တော်ဘာလုပ်လိုက်ရလဲကျွန်တော် module တခုစုလိုက် okay စုတယ်ဆိုတာတသက်ဘာမဟုတ် function တွေတသက်ခေါ်သုံးပြခြင်းလို့စုပြနော်ဒါဘာမဟုတ်နော်ကိုယ့်ကိုရေးလို့လည်းရတယ်ကိုယ့်ကိုဒီမှာကိုကိုနီးနဲ့ကိုလုံးမဲ့နီးကိုလုံးမဲ့ application လိုက် module တွေရေးလို့ရတယ်ရေးထားပြီးပြန်ခေါ်သုံးလို့ရနောက်တစ်ခုကျွန်တော် param ဆိုတဲ့ထင်ရ west id open west id လေး ok đây là nó đi mà đi dfs nè ổ đàn nè nó cứ bó nè là vừa được có bị cứu lên face oh, ok mà nè base nó đã được đi thêm mà bà chỉ gì đấy my fan my fan make phone. nó cứ lâu về cứu mình nè make phone, make for liền được cứu mình copy ဟဲ့အဲ့ဒါကျွန်တော်ကျွန်တော်ပြောဒါကျွန်တော်ကလေမရေးတာအာမိတ်ဖောင်မိတ်ဖောင်မတက်ဘူးဒါ domination လေးလိုင်းလို့ပဲပိုင်းသမားလည်းဒီလိုတွေပဲရေးထားတာသူ့ရဲ့ object တော့မှ print function ဘယ်လိုရေးထားလဲတော့ကြည့်လို့ရတယ်ဒီမှာကျွန်တော်ကမိတ်ဖောင်ဆိုကိုယ်တိုင်ကိုယ်တိုင်နမူနာရေးပြလို့ကိုသိရအာမိတ်ဖောင်ဆိုတာ user ရဲ့ length ကျ user length ဆိုတော့ကိုယ်ကဘယ်တွေပဲနိုင်နေဒီတိုင်းမှကျန်အာမိတ်ဖောင်ဆိုတာ parameter သုံးခုလိုတယ်အဲ့လိုတဲ့သုံးခုသူဘာလုပ်ပြီလဲပြန်ချက်ပြီအဒါပဲဟုတ်နော်ဒါပဲဒီပုံစံပဲဒီလိုလေးသုံးတယ်အပိုင်းသမားဆိုလဲ domination ဖတ်မယ်ဆိုလဲလို့ပဲ function နေတယ်အ print function ရ အဲ့ထည့်လိုက်တဲ့ဟာတွေပြန်ထုတ်ပေးတာပါလား input function ကြီးကကိုရိုက်လိုက်တဲ့ keyboard ကဟာကိုသူကပြန်ပြီးတော့ return ပြန်ပေးတာပါလားအဲ့လိုလေးလားဟုတ်ပြီနော်အဲ့ကျွန်တော်ကဆို make form ကို copy ပြူလိုက်မယ်အဲ့ဆိုကျွန်တော်တို့ဒီမှာတစ်ချက်တရီထားပြီ module လောက်တဲ့အချိန်မှာကျွန်တော်တို့ variable တွေလဲဒါ module file ဆိုတော့ကျွန်တော်တို့ဟိုလေးတွေပဲစုတာ function လေးတွေစုတာ make form ဟုတ်ပြီနောက်တစ်ခုနောက်ထပ်တစ်ခုကျွန်တော် return တွေက return တွေကဘာ function ရှိသေးလဲဆို do as method လေးဟော do back လေးကိုကျွန်တော်ဘာလုပ်လဲ copy ဒါ return ပြုတဲ့ function ပိတ်လိုက်တော့မနော်ပိတ်လို့မြောင်းနေတူတယ်ခဏလေးပါခဏလေးပါ copy ယူလိုက်ပါတယ် do as ကျွန်တော်ရေးရမှာပြင်လုံး copy copy ယူနေမှာပို့တော့ကြာတယ် ကွန်ထရိုးပြီโอเคမလားကြိုင်ကြဲဆိုတော့ဒီမှာကြည့် my module ဆိုတဲ့ .py file လေး .py file ဒီဘာတွေကိုစုလာလဲ python program ကို run အောင်လဲလုပ်လို့ရတယ် module တွေကိုလည်းစုလို့ရတယ်ဒါပဲ import import တောင်းကျွန်တော်ပြောရတယ်ပြီးရင်တော့အမ် module dash import dash ဆိုပြီးတော့ file တစ်ခုဖွင့်မယ်ဒီကနေလမ်းသုံးဒီ file နဲ့ပါဘာမှမရှိကျွန်တော် code တစ်ချောင်းမှမရေးဘူးเนาะ code တစ်ချောင်းမှမရေးဘူးအဲ့ဒါလူလဲကြရလူလဲကြရတယ်ကျွန်တော်တို့ python ရဲ့ documentation ပဲ language နေနဲ့သူ့မှာ documentation ရှိရသူကြိုရေးပေးထားတဲ့ built-in function ကျွန်တော်ပြောပြနေတဲ့ built-in function လို့သူရဲ့ built-in class တွေ method တွေဟာကျွန်တော်တို့ခေါ်သုံးတိုင် program ကြီးအောင်တော်တော်များများရေးလို့ရတယ်။ဟိုနမူနာပေးမယ်ဆိုသူဟာသူသူရေးထားတဲ့ official API နဲ့ framework တွေဟာဘာလဲဆိုတော့ two တွေနဲ့ two ဆိုတာတော့အိမ်တော့တယ်ဆိုအဲအဲကောင်အဲကောင်နဲ့ဘာလဲဆိုတော့ two တွေတန်နေဟုတ်ဘူးလား gua တွေလွှာတွေဟာ gua တွေလွှာတွေတော့ဟိုကကြောက်လက်နေတဲ့ကုန်းတွေအဲ့လေတို့ကြောက်လက်ကျွန်တော်တို့ဘယ်လိုသုံးလဲကြောက်လက်သည် နက်ကြက်တဲ့နက်ကြက်နက်ဖြုတ်တဲ့နေရာမှာတုံးတယ်။အဲဒါကတခုခုကလော်တဲ့နေရာမှာတုံးတယ်။ဟောတူးကတန်ထူးတဲ့နေရာမှာတုံးတယ်။အတူညာနဲ့ဆိုတုံးပြီးတော့ဗားလေးဆောင်သွားတာတော့အိမ်လေးဆောင်တာခုနေ့လိုပဲ program ကြီးอ่ะဟာဒီမက်သက်ကဘယ်လိုနေရာမှာတုံးတယ်ဒီမက်သက်ကိုဘယ်လိုတုံးတယ်အဲဒီမှာခဏလေး international လွှဲနေနေလို့ Okay မလားအဲ့ဒါလေးတွေစုပြီးတော့ဗားလို့လိုက်တာပဲလေ application လေးတစ်ခုတည်ဆောက်လိုက်တာ Okay ကြည့်မယ် import import အဲကျွန်တော်က module ထည့်မယ် import ဆိုတာဘာကိုထည့်ရလဲ module ထည့်တယ် my module ဆိုတဲ့ module လေးတစ်ခုထည့်မယ် my module modules module ဟုတ်ကဲ့ my module စလုံးမလုံးမှန်ပြီတော့ module name တော့မှန်ပြီကျွန်တော် module ထည့် inbox module ထည့်ရတော့အဲ့ module တွေကနေ my my modules တော့ကျွန်တော်ဘာလို့သုံးလိုက်မလဲဆိုရင် parameter လိုတဲ့ဟာ nan လေးပဲကျွန်တော်သုံးလိုက်မယ် nan s nan အဲ့ nan ဒီ parameter နှစ်ခုလိုတာပြီကျွန်တော်တို့သိနေတာဟုတ်ကျွန်တော်ကိုယ်တိုင်ရေးထားတာဟုတ်ပြီနော် nan ဆိုတဲ့ method လေးကျွန်တော်ကောက်သုံးလိုက်တယ်ကျွန်တော်ဒီမှာအကုတ်ရေးလာမရေးဘူး module name နဲ့ module ရဲ့ dot ခံပြီးတော့သူ့မှာပါတယ် function လေးကိုခေါ်သွင်းလိုက်တယ်ဒီနီးလေးကိုကျွန်တော်စာမယ် run ကြည့်မယ်ဒီဘက်ကို run တာနော် imposter ကို run တာ okay 3 plus 4 7ဟောတွေ့လားဒါစီကျွန်တော်တို့ဘာရဲ့ဆွမ်းဆောင်ရင်လဲဆို python file နေတပိုင်းနဲ့ကဲကျွန်တော်တို့က file နဲ့ file နဲ့ကိုကုတ်လိုက်ကြည့်မရေဘူးနော်ခေတ်ကပြောင်းသွားရင်လည်းရင်းနှောတာ file နဲ့ file နဲ့စု file နဲ့ file ကိုကုတ်တွေတန်းလိုက်ရအခုက file နဲ့ module တွေကုန်ခွဲရအားရောဒီကောင်ဒီကောင်လားဒီကောင် data ဘိုင်းဆိုင်လို့တဲ့ကောင် data base ဘိုင်းဆိုင်ရအားဒီကောင်က view ဘိုင်းဘိုင်းဟာ UI ဘိုင်းဆိုင်ဆို UI ဘိုင်းဆိုင်အဲ့လိုခွဲပြီးတော့မှကျွန်တော်တို့ချိတ်ဆက်ပြီးတော့တုံးသွားတာ ဒါဒီကန်နန်နဲ့စတင်ပြီးလိုက်တော့ okay thank you ပြကျွန်တော်နောက်တစ်ခါဘလိုလေးတွေအင်ပေါ်လေးတွေမှာထူးဆန်းတာလေးပါရကျွန်တော်ဆက်ပြောမယ် okay thank you ပြ